အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တငယ်ချင်းကောင်းတစ်ယောက်မှာရှိတဲ့လက္ခဏာတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်တငယ်ချင်းကောင်းတစ်ယောက်ရဲ့လက္ခဏာတွေကိုအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်နံပါတ်1ယုံကြည်စိတ်ချရခြင်းတငယ်ချင်းကောင်းတစ်ယောက်ကယုံကြည်စိတ်ချရပါတယ်သူတို့ဟာတင့်ရဲ့လှုပ်ဝက်ချက်တွေကိုလုံခြုံစွာထိမ့်သိမ့်ပေးပြီးတင့်ကိုဘယ်တော့မှမထိခိုက်စေပါဘူးနံပါတ်2ကူညီပံ့ပိုးပေးခြင်းတင့်အခက်ခဲတွေမှာဘေးကနေရပ်တည်ပေးပြီးကူညီပံ့ပိုးပေးတတ်ပါတယ် သူတို့ဟာတင့်ကိုအားပေးစကားပြောတတ်ပြီးဘလောက်ပဲအခက်ခဲရှိရှိတင့်ဘက်ကနေရက်တီပေးပါတယ်။နံပါတ်3နားလည်မှုပေးခြင်းတငယ်ချင်းကောင်းတယောက်ဟာတင့်ရဲ့ခံစားချက်တွေကိုနားလည်ပေးပြီးတင့်ကိုဘယ်တော့မှမပြစ်တင်ပါဘူး။သူတို့ဟာတင့်ရဲ့အားသာချက်အားနည်းချက်တွေကိုလက်ခံပေးပါတယ်။နံပါတ်4ယူသားဖြောက်မှတ်ခြင်းတငယ်ချင်းကောင်းတယောက်ဟာယူသားဖြောက်မှတ်ပါတယ်သူတို့ဟာတင့်ကိုအမှန်တိုင်းပြောပြီးတင့်အတွက်အကျိုးရှိမဲ့အကြံဉာဏ်တွေကိုပေးတတ်ပါတယ် ်နှစ်ပတ်ငါပျော်ရွှင်မှုမျှဝေခြင်းတငယ်ချင်းကောင်းတယောက်ဟာတင့်ရဲ့ပျော်ရွှင်မှုတွေကိုမျှဝေခံစားပေးပြီးတင့်ကိုအားရပါရရေမောစေပါတယ်သူတို့ဟာတင့်ရဲ့အောင်မြင်မှုတွေကိုဝမ်းမြောက်ဝမ်းသာဖြစ်ပေးပါတယ်နှစ်ပတ်၆အချိန်ပေးခြင်းတငယ်ချင်းကောင်းတယောက်ဟာတင့်အတွက်အချိန်ပေးပါတယ်ဘလောက်ပဲအလုပ်များနေပါစေတင့်ကိုဂရုစိုက်ပြီးအချိန်ပေးတတ်ပါတယ်။နံပါတ်ခုနှစ်ခွင့်လွတ်တတ်ခြင်း တငယ်ချင်းကောင်းတယောက်ဟာတင့်ကိုခွင်လွတ်တတ်ပါတယ်သူတို့ဟာတင့်ရဲ့အမားတွေကို နားလည်ပေးပြီးပြန်လည်ပြုပြင်ဖို့အခွင့်အရေးပေးတတ်ပါတယ်နံပါတ်၈အတူတူကြီးပြင်းလာခြင်းတငယ်ချင်းကောင်းတယောက်ဟာတင့်ကို အတူတူကြီးပြင်းလာစေပါတယ်သူတို့ဟာတင့်ကိုပုံမကောင်းမွန်အောင်ကူညီပေးပြီးဘဝမှာတိုးတက်အောင်အားပေးပါတယ်ဒီလက္ခဏာတွေဟာတငယ်ချင်းကောင်းတယောက်ရဲ့အရေးတွေးတွေဖြစ်ပြီးဘဝမှာတန်ဖိုးရှိတဲ့ဆက်ဆံရေးကိုတိဆောက်ပေးနိုင်ပါတယ် အခုဆိုရင်တငယ်ချင်းကောင်းတွေမှာရှိတဲ့လက္ခဏာတွေကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။